ကျိုင်းတုံမြို့၌ရုံးစာရေးသားနီးတရင်ရေးသားနီးနှင့်စာကြည့်လိုက်ပညာသင်တန်း၁မြင်းဆောင်၂၀25သင်တန်းဆင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်ပြန်ကြားရင်းနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်သည့်ရုံးစာရေးသားနီးတရင်ရေးသားနီးနှင့်စာကြည့်လိုက်ပညာသင်တန်း၁မြင်းဆောင်၂25သင်တန်းဆင်ပွဲကိုဂျွန်လ17ရက်နေ့နဲ့9နာရီခွဲကအဆိုပါယုံလူမှုခြေပြုဘူဌာန Community Center ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ တင်နန်းစင်းပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွဲဘက်ပြည်နယ်ရုံးကျိုင်းတုံမှဒုတိယညွှန်ကြားရေးမှူးဦးအားပြည့်ခေါ်ဦးအေးမောင်နှင့်ကျိုင်းတုံခရင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနိုင်တို့ကတင်နန်းစင်းအမှာစကားပြောကြားခဲ့ပါသည်ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွဲဘက်ပြည်နယ်ဦးစီးမှူးခရင်ဦးစီးမှူးနှင့်တာဝန်ရှိသူများကတင်နန်းတွင်ထူးချွန်စွာရရှိသူများဂုံပြုချီးမြှင့်စုများနှင့်တင်နန်းသားတင်နန်းသူများ တင်နန်းစင်းလက်မှတ်များပေးအပ်ပြီးတင်နန်းသူတဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။အဆိုပါတင်နန်းသူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွဲပဲပြည်နယ်ရုံးကျိုင်းတုံကျိုင်းတုံခရိုင်ရုံးမိုင်းရန်မိုင်းခတ်မိုင်းပြင်းတုံတာမြို့နယ်မြို့ရုံးများမှာဝန်ထမ်း15ဦးတက်ရောက်ပြီးဂျွန်လ6ရက်မှ12ရက်နေ့ထိတင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။